မီနီယားလေးတွေဘယ်လိုခံနေလဲဆိုတော့ကြားနေတာဖြစ်ပါတယ်။မီနီယားရဲ့အသေးပေရတော့ကျွန်တော်တို့ကအဲ web web ကိုအခြေခံတဲ့ web application တွေပေါ့နော်။ဒီလိုမျိုးလဲဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့စီးပွားရေးလုပ်ငန်းတွေရဲ့ website တွေပဲဖြစ်ဖြစ် game တွေရဲ့ website တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ပုံစံ website တွေပဲဖြစ်ဖြစ်ဒီ app ဒီ website တွေကိုကျွန်တော်တို့က user ကြီးကို application နေနဲ့ပို့ခြင်းနဲ့ကျွန်တော် application တွေထည့်ပေးပြရမှာလို့ဒီ Telegram နဲ့ Telegram နဲ့မှာပဲကျွန်တော်ရဲ့ web page ကိုအမြင်နဲ့ web app လိုက်ပြီးတော့ဒီကောရရကူကူရပေးခြင်းနဲ့ပုံမျိုးဖြစ်ပါတယ်အများကြီးလည်းအသုံးဝင်ပါတယ်ပြီးတော့ကျွန်တော်တို့ဘယ်လိုဆောက်ကြမလဲဒီမှာဆိုရင်ကျွန်တော်ဆရာတော်အနေနဲ့အဲဟိုအဲ yes ပုံမှာပုံတွေကိုကြိုပြီးရောပြင်ထားပါတယ်ပုံကတော့အများကြီးမရှိဘူးဒီနည်းနည်းလေးပဲဖြစ်ပါတယ်ဒါဆိုရင်ဥပယာအဲဒီကပုံမှာပါတယ်ဆိုရင်ကျွန်တော်တို့ရဲ့ bot token ပါမယ်ပြီးတော့ ဒီ Telegram ID ပါမယ်ပေါ့နော်ဒီကတော့လုံးဝ personal ID ဖြစ်တဲ့ကြောင့်ကျွန်တော်အဲ ID တွေကိုမပြလို့အဆင်မပြေတဲ့အတွက်ကြောင့် EMV file နဲ့တစ်ခါလေးကြိုတင်ထားပါတယ်အဒီမှာကတော့ကျွန်တော်တို့ကျွန်တော်ရဲ့ကိုယ်ပိုင်ဒီ update တွေ App Store website ပေါ့နော်ဒီအဲ့ဒါကိုကျွန်တော်ပြရမှာတင်ထားတယ်ဒီဒါကဒါရပြရနေရှိရဲ့ website ကိုကျွန်တော်ဒီဒီမှာ Telegram admin နဲ့ web admin နဲ့အသုံးပြမှာဖြစ်ပါတယ်ပေါ့ ရဲ့အေးဒါတော့ပုတ်လေးရရိုးရှင်းပါရဲ့နည်းနည်းလေးပါပထမဆုံးအနေနဲ့ကျွန်တော်တို့တတိကံနဲ့ဝင်နေပြီးရင်ဘောဖာသားကိုဝင်နေဘောဖာသားတစ်ဆင့်ကျွန်တော်တို့ပထမဆုံးအနေနဲ့ဘောကိုအင်ခံပြီးနေပေါ့နော်ဒီဘောတစ်ခုစောင့်မယ်ဘောခံပြီးတာရင်ဒီလိုတွေကဒီလိုတွေတော့လို့ပဲကျွန်တော်တို့နာမည်လေးသိနေပေါ့နော်ဒီနေ့ဖြစ်တဲ့နာမည်လေးတွေကျွန်တော်တို့ဘောနဲ့ဆိုင်မဲ့ဖြစ်တဲ့နာမည်လေးတွေကိုသိရမှာဖြစ်ပါတယ် Uh, baby video chỉnh cho nó luôn nó sẽ ba sát lồng nó cho nó cho nó đôi nó có vừa dùng tiền nào để cho mẹ tôi cầm chỉ đồ nó có tôi cầm chỉ đồ thời gian thay cháu có phải đâu để xem một gì đó hay gì có vụ phải đi mẹ có tôi cầm nhau đâu mà nó hay về cho nó có thâu vào cái đấy có phải đây cho nên có quay về nó mà có tôi cầm nghe là biết có tôi cầm út nó về có việc mà thèm rồi nó thôi nhưng mà lại lại sao mà tôi nghĩ có việc đều về အဲပုံပိုင်းဘောတခုခံနေပြီးတော့ဘောတုံလေးထည့်မယ်ပြန်လို့သူရကျင်တဲ့ website ရဲ့ link ကိုထည့်မယ်ဆိုပြီးတော့နော်အဲဒီမှာကျွန်တော်ပုံပိုင်း website တခုထည့်ပြီးတော့ဆောက်မဆောက်ကျင်တော့ဘူးကျွန်တော်ရဲ့ဒီ personal k k hub မှာတင်ထားတဲ့အဲ web page ပေါ့နော်ကျွန်တော်ဒီ site campus studio ရဲ့ web page ဖြစ်တဲ့ internet.html ပါတဲ့ website ဖြစ်တဲ့ App Store ပေါ့နော်ဒီ App Store ရဲ့ link ကိုကျွန်တော်အဲအစ်စ်လုံးနေတော့ဗနဲ့ဒီဟာကိုပဲတုံးပြီးတော့ဆန်းပြအောင်ပေါ့နော်ကျွန်တော်ရဲ့ App Store App Store website လေးကို App Store ရဲ့ website ဖြစ်ပါတယ်ဒီ website ဖန်ကြီးလေးအကြီးလေးကိုကျွန်တော်ဒီဒီရောဟိုဘယ်လဲရနေစက်လောက်ကတင်လာတာရှိပါတယ်အဲဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အဲဘောဘတ်မှာဆိုရင်ပြီးပြီပေါ့နော်ကျွန်တော်ထပ်ပြီးလုပ်ရမလို့တော့ဘူး အဓိကဆုံး my app my app ကနေပြီးတော့အာ new app ကနေပြီးတော့ကျွန်တော်ရဲ့ bot ကိုပြန်ပြီး join လိုက်တယ်ဗျာနော် new app ကနေ join လိုက်တော့ဒီ bot နဲ့ဒီ app နဲ့ဝင်လာပြီးအားလုံးကျွန်တော်တို့ကအားလုံးအဲဒီ app အတွက်နာမည်ပေးရမှာပေါ့နော်အဲဒီ app ကဘာအမျိုးသား app လဲပေါ့ပြီးရင်ကျွန်တော်တို့ဒီ app ကလိုအပ်တဲ့ shop description လေးပေးရမှာပေါ့နော် ရင်တို့ဒီ app ဒီ app ကို logo ပုံမျိုးလေးပေါ့ email လေးပါမယ်အဲ့ file site က330တွန်း330တွန်းတွန်းနဲ့60အဲ့အဲ့ site ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအဲ photoshop မတုံးနေတော့ဘူး template ကိုပဲတုံးနေဒီနေရာမှာကျွန်တော် template မှာရှိတဲ့ create ကိုသွားမယ်ပြီးရင် custom နဲ့နေပြီးတော့ custom site အနေနဲ့အဲ့လေ360 visual site ကို create လုပ်မယ် chân sai điều cho mẹ tiền tụi vô bây giờ đi đây mẹ tâm mặt bây giờ đi đây bây giờ mà bố nó bây giờ đi đây ngủ cho nên tôi chơi vài phương này đâu chăm bác bố về tông ngành mẹ nó có bố đi đó tông rồi lại lâu con ngành người lại chơi được nhau không nó mà thay lẽ đâu thay để hà vùng hoa được đâu thay đang dài đấy lâu mà rồi lại bố nha đâu thay đi đại nhạc ောဆိုင်မှာလည်းပေါ်တယ်ပေါ့ပြီးတော့အားလိုက်ကြအများကြီးရှိပါတယ်ကျွန်တော်ကျွန်တော် testing ဖြစ်တဲ့အတွက်ကြောင့်အတွေ့တဲ့ပုံလိုလိုက်မယ်ဘေးရင်ကိုယ်ပိုင်နာမည်လေးပေးနိုင်မယ်ပေါ့နော်ဒါတော့ကျွန်တော်စိတ်ကြိုက်ပုံလေးလုပ်လို့ရတယ်ပြီးလို့ရပါတယ်အတူတက်မှန်လာတဲ့ visual site လေးပါတဲ့ပုံလေးဖြစ်ဖို့ပဲကြည့်ပါအဲ့ဒီကကျန်းမာမှာဆိုရင်ကျွန်တော်ဒီပုံလေးဖန်တီးပြရမယ်စေလို့ရပါတယ် ဒီခုလက်ရှိလုပ်နေတာကျွန်တော်တို့ကဒီဘောလေတက်တက်စာပြီးဒီဒါကကြတော့ WhatsApp နေနဲ့ဒီမှာလိုအပ်တဲ့ပုံလေးစာရေး description ကိုထည့်ခြင်းအော်ကျွန်တော်တို့အလုပ်တင်ပြီးလိုက်တဲ့အချိန်တိုင်းကျွန်တော်ကျွန်တော်တို့ရဲ့ WhatsApp ကိုဓာတ်ပုံထည့်တာပြီးပါပြီ။အဲတော့ဒီပန်ဆက်တောင်းလဲဆိုတော့ကျွန်တော်ဒီမှာဒီ ဝက်အပ်မှာလိုက်တယ်လည်းရပြီအင်းမေးလည်းရပြီ description လည်းရပြီဆိုရင်ကျွန်တော်တို့ URL ထည့်ဖို့ပဲလိုပါတော့တယ်အဲ့တော့ down လာပါတော့အဲ့တော့ကျွန်တော်ရဲ့ website ရဲ့ URL ပေးလိုက်ပါပေးလိုက်တော့ရသွားပြီနော်အဲ့ဒါဒီ website ရဲ့ link အရှိန်ကြီးကိုကျွန်တော် short URL နဲ့ short name နေနေဘယ်လိုမျိုးသတ်မှတ်ရှင်လဲဆိုမိတာလားအဲ့တော့ကျွန်တော်တို့အတူကဒီလိုဒီလိုလေးရေးပြီးသတ်မှတ်ပေးလိုက်ပါမယ် app store လို့ရေးရင်ရပါပြီအဲဒါကြောင့်ကျွန်တော်တို့ရဲ့ဒီ WhatsApp အပြည့်အစုံရပြီအဲဒါကိုအဲ့ link လို့နှိပ်လိုက်တယ်နဲ့ဒီမှာပဲအဲ dash နဲ့ကျွန်တော်ရဲ့ WhatsApp ကို calling မှာပေါက်ကလေးပေါ်ပြီးတော့တုံးပြီးလို့ရပြီပေါ့နော်အာဘေးနေအတွက်လည်းအသုံးနေတယ်ပေါ့နော်ကျွန်တော်တို့ဟိုဒီမှာ share website တွေအတွက်လည်းအသုံးနေပါတယ်ဒီလိုပုံစံမျိုးလေးနဲ့ Telegram အဲ့ထဲမှာပဲကိုယ့်ရဲ့ website ကို လာပြီးတော့ဝိုင်းမြင်နေဆက်ရလို့လာနော်အဲဘောဘောရမှာခေါ်တာမဟုတ်ပါဘူးကျွန်တော်ဒီကင်းကိုနှိပ်တာနဲ့ဒီတယ်လီဂရမ်ထဲမှာနှိပ်တာနဲ့အဲ့လိုမျိုးဝါအပ်လေပေါ်လာတဲ့ပုံစံမျိုးလေးတန်ရိုက်တာဖြစ်ပါတယ်ပုံကမှာကျွန်တော်တို့ကဘောတက်တက်ဆောက်နေတာပေါ့နော်ကျွန်တော်တို့ကဘောနဲ့ ဒီဝက်အဂီနဲ့ကိုတွဲပြီးတော့ချိတ်ချင်တဲ့အတွက်ကြောင့်ကျွန်တော်ထပ်ပြီးတော့ဆက်လက်လုပ်မယ်။ဒါတော့မလုပ်ခင်မှာကျွန်တော်ရဲ့ပေါ်ကို plus ကျွန်တော်ရဲ့ပေါ်ကိုလိုအပ်တာတွေထပ်လုပ်မှဖြစ်ပါတယ်။ဒါဒီပေါ်တဲ့ဝင်နေတဲ့ဒီပေါ်ပါလုပ်နိုင်နေပေါ်တဲ့ဆိုရင် expression လေးတွေလေးမယ်။အင်းပုံရင်လိုတဲ့ပေါ်ထဲမှာစာသားလေးထည့်မယ်။အော်ဒီဝဘပဲလေးချင်းနဲ့စတဲ့ပြင်ပေါ်တော့ဘောဘော င်းဘောလည်းနည်းနည်းတက်လာလို့ပြန်လို့ဝါဒတည်းကိုဖက်လုံးဖြစ်ပါတယ် ဲ့တော့ဒီဒီဆင်းရဲတိတ်မလို့ပါဘူးကျွန်တော်ကစက်တင်လရက်နေ့လဲစမ်းကြည့်ရမှာနော် white joy လေးချိန်တာဆိုတက်ပုံလေးချိန်ချင်းတာဆိုတော့ whatsapp ကိုဒီစက်တင်ရက်နေ့လဲကိုယ့်ကိုလို့လို့ပြန်ပြီးတော့ menu ပြင်လို့ရတယ်ဆိုတော့ပုံမျိုးလေးဖြစ်တာအဲတော့ရတဲ့တော့အရင်ကြည့်ပါနော်အဲကျွန်တော်စမ်းကြည့်တဲ့သဘောနဲ့နှိမ့်နေတာအဲဒါရင်ကျွန်တော်တို့ bot token ထည့်ပြီးပြီဆိုတော့ပုံနဲ့ telegram bot နဲ့ချိန်ပြီးတော့ run လို့ရပြီနော် ။ဒါဆိုရင်ကိုယ်ဆုံးမခံလိုက်တဲ့အချိန်မှာတော့ကတော့ run နည်းဆိုတာပြန်ရင်းရပြီနော်။ကျွန်တော်ကအလုံးလုံးပြီ။ဒါဆိုရင်ဘောလုံးမြင်လိုက်ကြည့်မယ်။ဒါဆိုရင်ဘောတစ်ခုကအစပြေတက်ဝင်ခြင်းသူကစက်ကနေစရတယ်။အဲဘောလုံးလုံးပဲမြင်ဘောအလုံးလုံးတူအဲ့ဒါပဲလို့ဆိုတော့ကျွန်တော်ပြန်ဆင်းရှင်းဖို့လုပ်မယ်။ကျန်ရှိရှိရှင်းနဲ့ဘောပြန်ပေါ်မယ်ပြန်ပေါ်ပြီးတော့ဘောမှန်ရှင်းစတက်ကိုပြန်နှိမ့်မယ်နော် ောကိုစက်ပြန်နေမှာလားဘောကအလုလုတယ်ပေါ့နော်လုလုပြီဆိုရင်ဒီ inline pattern လေးတွေကနေထိပ်ပြီးတော့ကျွန်တော်ရဲ့ website ကိုခေါ်တဲ့ပုံစံမျိုးလေးပေါ့နော်အဲဒီ UI လေးကဒါလေးကတော့ကျွန်တော်ဘယ်လိုနေမှာတုံးနေနေလဲကျွန်တော် channel ရေးမှလည်းဒီပုံစံမျိုးလေးပေါ့နော်ဒီ website link လို့ဖွင့်လိုက်တာနဲ့ဒါက external browser ကိုမသွားဘဲနဲ့ကျွန်တော်ရဲ့ internet ဒီ telegram ထဲမှာပဲ whatsapp လေးအနေနဲ့ပေါ်လာပြီးတော့အလုပ်လုပ်လို့ရတယ်ပေါ့နော် အဲအဲ့လိုလေတုံးနေပါလေဒီဘော်ဒဲထက်တုံးမှမဟုတ်ဘူးညာနော်ဘော်ဒဲထက်တုံးတာလောဆယ်တော့မလို့အပ်နဲ့တုံးနေတဲ့ပုံစံမျိုးဖြစ်တာပဲဒီမှာဆိုရင်ကျွန်တော်ဘော်ဒဲမှာဒီဒီပဒံလေးအဲမီနူးပဒံလေးထည့်မယ်ပေါ့နော်အဲဘယ်လိုထည့်ရမလဲဆိုတော့ဒီမှာဆိုရင်ကျွန်တော်ရဲ့ပုံဖားသားကိုပြင်သွားမယ်ပြီးမီနူးပဒံကိုနှိပ်မယ်အဲမှလည်းဆိုရင်ဒီမှာဆိုရင်မီနူးနေရာမှာအာဘာသာသားထည့်မှလည်းလုပ်ရပါတော့အဲတော့ကျွန်တော်တို့ကဒီဘော်ဒဲမှာ open cloud လေးပေါအောင်လုပ်ရှင်တယ် open လေးနဲ့တန်းနဲ့ကျွန်တော်ရဲ့ website ကိုလည်းပေါအောင်လုပ်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေး set up လုပ်ရှင်တယ်အဲ့တော့ကျွန်တော် menu button နဲ့နှိပ်မယ်အဲ့နဲ့ဒီအဲဒီ button ကိုနှိပ်ပါပြစ်မှလည်းဆိုရအရှင်အတွက်ကျွန်တော်ရဲ့ website link ကိုပေးမယ်ဒါဆိုရပြီပေါ့နော်ဒီ bot လေးကိုကျွန်တော်တို့ပြန်ခေါ်ပြီးဆိုရင် ပြီးပြီเนาะကွန်ပျူတာမီနီပတ်တာလောက်လိုက်နေပြီเนาะအဲ့တော့ကျွန်တော်ရဲ့ဘောလေးကိုပြန်ခေါ်လိုက်တာနဲ့ဘောလေးမှာ open button လေးပေါ်လာတယ်အဲ့ inline button နဲ့နဲ့ကျွန်တော်ရဲ့ website ကို WhatsApp လေးကိုဖြာပြီးမှန်းပေးနိုင်တယ်လို့ဒီ new button လေးနဲ့လည်း WhatsApp လေးကိုမှန်းပေးနိုင်တယ်เนาะ ါဆိုရင်ဥပမပဒံလေးပေါ်လာပြီဒီရာလေးနဲ့နေကျွန်တော်ဝါအဲ့လေးပေါ်လို့အင်းလည်းမီနူလေးနဲ့နေဝါအဲ့လေးပေါ်လာတာဖြစ်ပါလေဒီစီတနာနော်ဒါပေမဲ့ကျွန်တော်ရဲ့ဒီအပ်လေးဆက်လုပ်ခြင်းအောက်မြန်ပါခင်ဗျာဒီဗီဒီယိုကြည့်နေတဲ့ဆိုရင်ကျွန်တော်ရင်းတို့ like subscribe လေးပြည့်ခဲ့ကြပါ